ဒီမှာဆိုရင်နနာစုထားတဲ့ရုပ်ဆောင်တွေကိုတွေ့ရမှာဖြစ်ပါတယ်ရှင်။ aircon သုံးပြီးတော့မီတာခအရန်ကုန်မှာကြောက်တဲ့သူကြီး solar inverter battery နဲ့ချိန်ပြီးသုံးတဲ့အခါမှာလည်းအချိန်ကြကြအသုံးဖြစ်နေပြီးတွေ့ဆန်တော့ဒီ aircon လေးကတအားကိုအဆင်ပြေပါတယ်။ give away မဲဖောက်ပေးမယ်။ alpha ရဲ့ led battery air cooler လေးပါတယ်ရှင်။ နနာအိမ်မှာမီးဖို့ကြောင်တစ်ခုရှိရယ်ဒါပေမဲ့အဲ့မီးဖို့ကြောင်ကိုနနာတို့နေ့စဉ်ဟင်းချက်တဲ့အခါမှာမတုံဟင်းချက်နီရိုက်ကွေးလောက်တဲ့အခါမှာပဲတုံးဖို့အတွက်တီးတန့်ဖန်တီးထားတဲ့ kitchen studio လေးဖြစ်ပါတယ်အဲ့ kitchen studio ထဲမှာဘာပစ္စည်းရှိလဲဆိုတာကိုနနာနဲ့အတူတူလိုက်ကြည့်ကြအောင်နော် အာဒီခန်းထဲဝင်ခင်မှာနန္ဒာဒီနေရာလေးကိုအရင်ပြကျင်တယ်ဒါကတော့ kitchen studio အပြင်ဘက်မှာရှိရဲ showcase area လေးပေါ့နော်ဒီမှာဆိုရင်နန္ဒာစုထားတဲ့ငရုတ်စုံတွေကိုတွေ့ရမှာဖြစ်ပါတယ်ရှင်နန္ဒာလေးငရုတ်စုံစုရတာဝါသနာပါရဲ့ဒီလားအဲအကြောင်းမို့လို့ဘယ်နေရာတော်တော်ပေါ့နော်ကိုကြိုက်တဲ့ငရုတ်စုံတွေတွေ့ရနဲ့ကောက်ဝဲတဲ့အချင်းရှိရဲဒီမှာဆိုရင်ကြည်နန္ဒာဝယ်ထားရမှာတက်သားငရုတ်စုံတွေရောကြောက်ငရုတ်စုံတွေရောနော်ပြီးတော့ဒီမှာကြည်ကျွေနဲ့လောက်ထားတဲ့ငရုတ်စုံကအစာပါတယ်ပေါ့နော်အဲအားတွေကိုနန္ဒာစုပြီးတော့ဒီလိုမျိုးလေးဟို တိန်းနာတာအဲ့တော့နောက်လိုမျိုးမျိုးစုံချစ်သူတွေဘယ်သူရှိလဲရှိရစင်းနဲ့ comment မှာတစ်ချက်မှန်ပြီးတော့ပြောသွားအောင်နော် အမ်ဒီအောက်တန်းဟာလေးကကြတော့ကျိန်ပစ္စည်းလေးပေါ့နော်ဒါလက်မှုပစ္စည်းလေးလည်းပါတယ်ပြီးတော့ဒါကြီးကကြနနာတို့ဟာဟင်းချက်ဒီရိုက်ကိုလှုပ်တဲ့အခါမှာဘေးမှာအလှပေါ့နော်ဟင်းသီးဟင်းရွက်ကလေးတွေအတီးအနှံလေးတွေကိုအလှတင်ဖို့အတွက်သုံးနာများပါတယ်ဒါလေးတွေဒီခါလေးကြရင်လည်းပကံလေးတွေအောက်မှာခံပြီးတော့အလှရိုက်တာမျိုးရှိရဲဒါကြောင့်မို့နနာကတော့ကျိန်ချင်းနာကိုမှတ်ကြည့်ပါအောင်ကျိန်အုပ်ဆောင်ကအစားရှိရဲပေါ့နော်ဒါလေးတွေအကုန်စုထားတယ်ဒီမှာဆိုရင်တသားနဲ့လှုပ်ထားတယ်ပုံကလေးတွေတောင်းကလေးတွေ အဲ့ဒါလေးတွေအစားသေးသေးမွမွနနအကုန်စုထားတက်ပါတယ်ပြီးတော့ဟိုးအပေါ်ဆုံးနဲ့နော်ဒီအပေါ်ဆုံးနဲ့ကတော့နနရဲ့မြေအိုး collection လို့ပြောလို့ရတယ်အာဒီမြေအိုးတွေကတော့များသောအဖြစ်နနတို့ရန်ကုန်ပဲခူးသွားတဲ့လမ်းမှာရှိတဲ့မြေအိုးဆိုင်တွေကဝယ်ထားတာများတယ်ပေါ့နော်ပြီးတော့နနလက်ဆောင်ရထိုင်မြေအိုးလေးလည်းပါတယ်ရှင့်အဲ့တော့ဒါလေးကတော့ထူးထူးဆန်းဆန်းလေးပါနနဟင်းချက်အောင်မှတုံးတဲ့မြေအိုး collection လေးတွေကိုတင်ထားတဲ့နေရာလေးဖြစ်ပါတယ်အဲ့ဆိုရင် kitchen studio တွေကိုဆက်ပြီးတော့လိုက်ကြည့်ကြမယ်နော် အဲကောကတော့လေဒီခန်းထဲမှာမရှိမဖြစ်ပစ္စည်းတစ်ခုလိုတော့ပြောလို့ရရပါတော့။ဘာလို့လဲဆိုရင်နားတော့ရိုက်ကူးရည်လောက်တဲ့အခါမှာဆိုရင်မီစလိုက်တည်းလည်းအများကြီးသုံးရတယ်။ရိုက်ကူးရည်အဖွဲသားရည်လည်းအများကြီးပြဆောင်မှုလို့အခန်းကအေးနေမှာကိုအဆင်ပြေတယ်။အဲအတွက်နနာကတော့ alpha ရဲ့ ultra inverter echo ကိုသုံးထားရပါတော့။ဒီ echo ကလေပုံမဲ့ inverter echo နဲ့ထက်ဆိုင်ပို့ပြီးတော့မီတာစာတတ်တာတယ်။ဘလို့ပို့တတ်တာလဲဆိုရင်လေ ပုံမှန် inverter type aircon နေဆိုရင်အခန်းအပူချိန်ပေါ်မှာမူတည်ပြီးတော့လုပ်လုပ်တယ်ပေါ့နော်ဥပမာကိုယ့်ရဲ့အခန်းကတအားပူနေရဆိုရင် aircon compressor ကတအားယုံပြီးတော့အလုပ်လုပ်ရတဲ့အတွက်ကြောင့်မို့လို့မီးအားလည်းပူဆွဲတယ်အဲ့တော့မီတာလည်းပူပြီးတော့ကုန်တယ်ဒီ ultra aircon ကကြတော့ smart energy mode ပါတဲ့အတွက်ကြောင့်မို့လို့ပုံမှန် inverter type aircon နေတဲ့မီတာစားပူပြီးတော့တက်တာအောင်ကိုယ်တိုင်ချိန်လို့ရတယ်ဘလို့ချိန်လို့ရမယ်ဆိုရင်သူရဲ့ remote မှာပါတဲ့ smart energy mode ကိုနှိပ်လိုက်ရင် C1 C2 C3 ဆိုရဲ mood တုံးခုကိုလိုဒလိုရွေးပြီးတော့သူ့ aircon ရဲ့ compressor လောက်ဆောင်ချက်ကိုကစားလို့ရတယ်။ aircon compressor အလုံးသိမ့်မလို့ရလीမီတာစားပူတက်တာလीအဲ့တဘောပဲ C1 မှာဆိုရင် aircon compressor ကသူ့ပုံမှန်အလုံးလောက်တာရဲ့90%လောက်ပဲအလုံးလောက်တယ်။မီတာစားရဲ့အနေနဲ့ဆိုရင်လည်း4 to 5 ampere လောက်ပဲစားရတဲ့ကြောင့်မို့လို့ပုံမှန် inverter type aircon နဲ့ဆိုင်ပို့ပြီးတော့မီတာစားတက်တာတယ်။ C2 မှာဆိုရင် 75%လောက်ပဲအလုပ်လုပ်တယ်။ C3 ရတော့ energy save အဖြစ်ဆုံးတယ်။မီတာစားအသက်တာဆုံးမယ်။ဘာလို့လဲဆိုရင် ပုံမှန် compressor လောက်တာရဲ့ပေါ့နော်။60%လောက်ပဲအလုပ်လုပ်တယ်။အဲ့တော့မီတာစားအနေနဲ့ဆိုရင်2 to 3 ampere လောက်ပဲစားတယ်ပေါ့နော်။အာနနာတို့ပုံမှန်အိမ်မှာမီးကြောင်း၄၅ကြောင်းဖွင့်တာစားလောက်ပဲဆိုရင်တော့လीပုံမှန် inverter type air con အနေနဲ့ရှင်တော်တော်လေးမီတာစားသက်သာတယ်လို့ပြောလို့ရပါတယ်။ နနာသုံးကြည့်တလောက်လေအဲ့လိုမုတ်တေကိုချိန်ပြီးတော့သုံးမိမယ်လေသူ့ရဲ့အေးနှုံးကတိတိတတ်တာမလျော့ပါဘူးဆိုလာအင်ဗာတာဘက်ထရီနဲ့တွဲပြီးတော့သုံးမယ်ဆိုရင်လေ ပို့ပြီးတော့ကြာကြာအသုံးခံတယ်။အဲ့တော့ aircon သုံးပြီးတော့မီတာခအရန်ကုန်မှကြောက်တဲ့သူကြီး solar inverter battery နဲ့ချိန်ပြီးသုံးတဲ့အခါမှာလည်းအချိန်ကြာကြာအသုံးခံနေတဲ့သူကြီးအတွက်ဆိုရင်တော့ဒီ aircon လေးကတအားကိုအဆင်ပြေပါတယ်။နော်တို့ကလေရိုက်ကွေးလုတ်တဲ့အခါမှာဆိုရင်လူတွေလည်းတအားများရဲ့ aircon ကလည်းဖွင့်လိုက်တာနဲ့အေးကျင်တော့လေသူ့စီမှာ R32 gas ကိုသုံးထားရလို့ပြောတယ်။အဲ့တော့ဖွင့်လိုက်တာနဲ့အေးချက်ကူပေါ့နော်။နေရာအနှံ့ရအောင်မြန်မြန်လေးဖြန့်ချက်ပေးနိုင်တယ်။သူ့မှာလေ R32 gas ကိုသုံးထားပြီးရတဲ့အတွက်ကြောင့်မို့လို့အေးချက်ကူမြန်မြန်လေးဖြန့်ချက်ပေးနိုင် ိုင်တယ်။နောက်တစ်ခုကစူညံတန်လဲတိတ်မထွက်တဲ့အတွက်ကြောင့်မို့လို့နနာတို့ရိုက်ကူးရေးလုပ်တဲ့အချိန်မှာ၃ရက်နောင်ပတော်လေးအဆင်ပြေပါတယ်။ကာလာလေးကလေအဖြူအောင်လေးကိုမှ matte type အမိန်သားလေးပြီးတော့ကြောင်ချက်ဒီဇိုင်းလေးနဲ့အဲ့တော့အိတ်ခမ်းဧည့်ခမ်းရုံးခမ်းကြောင်ခမ်းကြိုက်တဲ့နေရာမှာသာအဝင်ဝင်ကြဖြစ်ပြီးတော့စမ်းသစ်တယ်။ဒီ aircon လေးကိုဝယ်ခြင်းနဲ့ဆိုရင် Alpha Electronics Facebook page Alpha Story နဲ့ဤဆက်ရ electronic ရောင်းဆိုင်တွေမှာမေးဝယ်လို့ရပါတယ်ရှင်။ အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေအတွက်လည်းအထူးအစီအစဉ်လေးတစ်ခုနာနာလုပ်ပေးထားပါတယ်။နာနာပြောပြသွားရဲ Alpha Ultra Inverter အကွန်လေးကိုဘာကြောင့်ဝယ်တင်လဲဆိုရဲအချက်ကလေးတစ်ချက်ကိုရေးပြီးတော့ဒီဗီဒီယိုလေးကို public နဲ့ share လိုက်မယ်။ ီးပြီဆိုရင် Alpha Electronics Facebook page လေးကို like and follow လုပ်လိုက်တာနဲ့အဲ့လိုလုပ်ထားတဲ့သူတွေထက် contribution တယောက်ကိုရွေးပြီးတော့ Alpha ရဲ့ LED battery အဲကူလာလေးတစ်ခုကိုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။အသေးစိတ်ကိုတော့နာနာနောက်မှဆက်ပြီးတော့ပြပြပေးပါမယ်။အခုတော့ kitchen studio လေးကိုဆက်ပြီးတော့ကြည့်လိုက်ကြအောင်နော်။ဒါကြတော့နနာဖန်တဲ့ပစ္စည်းတွေပေါ့နော်သူတို့ကကြတော့ဖုံတက်တာ မြင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးအလုံးဗီဒီယိုနဲ့ထည့်ထားတယ်ဒီဗီဒီယိုတွေကလည်းအရင်တော့ င်တို့စုတစိတ်ထည့်ထားတဲ့ဗီဒီယိုတွေအဲ့တော့ဒီစတူဒီယိုခန်းလောက်တော့မှဒီထဲမှာသုံးမယ်ဆိုပြီးတော့ကိုကယူချထားလိုက်တာအဲ့တော့ဒီအပေါ်စင်းမှာဆိုရင်တို့ကအဲမက်ခွက်ကလေးတွေပြီးတော့ဒီမျိုးဖန်ရည်ကရားလေးတွေထည့်တယ်ဒါလေးတွေကကြောက်တို့အစုံပလုံထည့်လို့ရတယ်ဖန်ပလင်းလေးပေါ့နော်ပဲတွေထည့်မလားစားတကြားထည့်မလားရိုက်ကူးရေးလုပ်တဲ့အခါမှာလှနေအောင်ပေါ့နော်ဒါမျိုးလေးတွေကိုနည်းနည်းစုထားတယ်ဒီ line လေးကကြတော့ဖန်ကွက်ကိုမှဒီဇိုင်းစုံပြီးတော့ဒီအောက်ကကြောက်တေးသေးမွမွတူတူထွားထွားလေးတွေပေါ့နော်ဘဲကန်ပြားရေးထည့်တာလေးတွေအဲအရည်လေးတွေထည့် ဲထားလေးတွေဒီမှာငေကောက်မှုတ်ဘူးလေးတွေဒီလိုမျိုးအဆုံပလုံလေးတွေပေါ့နော်ဟိုအောက်ဆင်းရကြတော့ဒီလိုမျိုးပကံဆက်ကလေးတွေပေါ့နော်ကိုကြိုက်လို့ဝဲစုထားတဲ့ပကံဆက်လက်လှလေးတွေကိုဖုံမတအောင်လို့ဒီလိုမျိုးလေးဒီထဲထည့်ပြီးတော့တင်ထားဖြစ်ပါတယ်ကဲဒီဘက်မှာကြာတော့လေဒီစင်ကကြာတော့နည်းနည်းလေးမြင့်တဲ့အတွက်ကြောင့်မို့လို့ ဟိုလူစွန်းကြိုင်လိုမျိုးမြင်းနဲ့ပစ္စည်းလေးတွေတဘူးလိုမျိုးဟာလေးတွေကိုနနာသိမ့်လေးရှိတယ်။ဒီအောက်မှာကြတော့လေနနာဟင်းချက်နေရိုက်ခွေးလုပ်တဲ့အခါမှာမျိုးစုံလှည့်ပတ်ပြီးတော့တုံးပြရတယ်။ဟင်းချက်ဇွန်းနေအကုန်လုံး collection စုပြီးတော့ထည့်ထားဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဟိုဘက် area မှာရောဘာရှိုံလဲဆိုတာကိုစက်ကြည့်ကြအောင်နော်။ ဒီနေရာလေးကိုတော့တော်တော်များများမြင်မှုကြလိမ့်မယ်လို့ထင်တယ်။နနာဟင်းချန်ဒီရိုက်ကူးလေးတွေကိုဒီမှာလှုပ်လေးရှိပါတယ်။ဒီကောင်တာပေါ်မှာကတော့ကိုလှီးစရာရှိရာလှီးမယ်၊ပင်စင်စရာရှိရာပင်စင်မယ်ဒီဘက်ကတော့သွားချက်တယ်ပေါ့နော်။ပြီးတော့ဒီနောက်ကနေရာလေးကကြတော့အနနာအလှဆင်ထားတဲ့ setting ပစ္စည်းလေးတင်တာပေါ့နော်။အမ်ပြောရမယ်ဆိုတော့နနာကဒီကိုဗီဒီယိုရဲ့အဲပုံစံနဲ့လိုက်မဲ့ကိုဝစ်ထားတဲ့အဝတ်အစားနဲ့လိုက်မဲ့ဟိုပစ္စည်းပစ္စည်းလေးတွေကိုဒီဘောမှာအမြဲတမ်းပြောင်းပြီးတော့ ဟိုတင်ပြီးတော့ setting စင်လာတာပေါ့เนาะအဲဒီမှာဆိုရင်မကြည့်ဘူးလေးတွေเนาะခွက်ကလေးတွေပကံလေးတွေဒါလေးဆိုနနိုင် fan တယောက်လက်ဆောင်ပေးထားတဲ့ပကြီကားလေးပေါ့เนาะဒီလိုမျိုးလေးတင်ထားတယ်ပြီးတော့ဒီ counter ပေါ်မှာကြာတော့နေနာတို့အဟင်းချက်ရမှာသုံးမဲ့ electronic ပစ္စည်းတွေเนาะဒီမှာတင်လို့ရတယ်တခြားကိုတင်ခြင်းတဲ့ဟာကိုတင်လို့ရတဲ့ဒီ look counter ပေါ့เนาะအဲ့လိုမျိုးနေရာလေးပါပြီးတော့ ဒီအန်ဆွဲလေးတွေမှာကြောက်လေကိုအလွယ်ယူသုံးချင်တဲ့ပစ္စည်းလေးတွေပေါ့နော်အာဇွန်းနေကကြီးတွေအင်းအဲ့လိုအဲ့လိုပစ္စည်းသေးသေးမွှမွှားလေးတွေကိုနေနာထည့်ထားလေးရှိတယ်ဒါကြတော့ကိုရိုက်ကူးရေးမှာသုံးမဲ့အိုးတွေပေါ့နော်အဲ့ဒါဆိုလည်းနနာဒီအန်ဒီရဲမှာထည့်ထားပါတယ်အေးဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့က မလက်တော့ပွားလေးတွေအပူခံလက်အိတ်လေးတွေစသဖြင့်ပေါ့နော်ပြောရမယ်ဆိုတော့ရိုက်ကူးရေးမှာဟိုလွယ်လွယ်ကူကူနဲ့မြင်မြင်ဆန်းဆန်းလှမ်းယူလို့ရအောင်ပေါ့နော်ဒီလိုမျိုးအန်ဆွဲလေးတွေထဲမှာနားထည့်ထားဖြစ်ပါလေဒီကောင်တာအောက်မှာကြတော့လေကိုရိုက်ကူးရေးမှာတကယ်သုံးမဲ့အုတ်ခွက်ပကံတွေကိုကြတော့ဒီထဲကိုထည့်ထားရပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကချက်နေတဲ့ခါမှာရိုက်နေတဲ့ခါမှာလွယ်လွယ်ကူကူယူထုတ်ပြီးတော့သုံးလို့ရမယ်ကိုမလို့ကျွန်တော်ဆိုရင်တခါတည်းဟိုဒီထဲကိုကောက်ဆွဲပြီးတော့ထည့်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီထဲမှာတော့တကယ်သုံးမဲ့ဟိုအုတ်ခွက်ပကံတွေကိုထည့်ထားတာညာ ပါတယ်။အခုနောက်ဆုံးပြပြပေးမှာတော့အားလုံးစိတ်ဝင်စားနေကြတယ်။ Give away မဲဖောက်ပေးမယ်။ Alpha ရဲ့ LED battery air cooler လေးအကြောင်းပဲဖြစ်ပါတယ်ရှင်။ဒီ air cooler လေးကတော့ battery air cooler ဖြစ်တဲ့အကြောင်းမို့လို့မီးပြက်ပြက်မီးလာလာသုံးလို့ရတယ်။ပြီးတော့သူ့မှာလေးဒီလိုကြည့်။ဒီမှာ LED မီးလေးလည်းပပတ်လေးပါတဲ့အကြောင်းမို့လို့အမှောင်ထဲမှာတော့မှမီးလင်းအောင်လုပ်လို့ရတယ်ပေါ့နော်။ပြီးတော့နောက်ထပ်ထူးခြားချက်တစ်ခုကသူ့မှာ USB ပေါက်လေးပါတယ်။ ဒါကြောင့်ရေးပေါ်ဖုံးအားတွင်းချင်လာတဲ့အချိန်မျိုးတွေမှာဆိုရင်သူ ਨੇ တွင်းလို့ရပါတယ်။သူကလေအားအပြည့်တွင်းလာမယ်ဆိုရင်လေအချိန်9နာရီဝင်းချင်လောက်ထိအောင်တုံးလို့ရဖြစ်တဲ့ကြောင့်မို့လို့အခုလိုမြေပြတ်နေတဲ့အချိန်တွေမှာတော်တော်လေးကိုအဆင်ပြေပါတယ်။ဒါကြောင့်ဒီလိုရာသီမရွေးအတုံးဝင်တဲ့ဒီ LED အကူလာလေးကို give away မျက်ဖောက်ပေးချင်ပါတယ်။နနာခုနပြောခဲ့သလိုမျိုး caption မှာရေးပြီးတော့ဒီဗီဒီယိုလေးကို share လုပ်မယ်။ ပြီးတော့ Alpha Electronics page ကို like and follow လုပ်တဲ့လူတွေထဲရပါတော့ကန်ထူးရှင်တယောက်ကိုရွေးပြီးတော့နဲဖောက်ပေးတော့မှာဖြစ်ပါလိမ့်ရှင်။ဒါကြောင့်ဒီဗီဒီယိုလေးကိုကြည့်ပြီးရင် like and share လုပ်ဖို့မမေ့နဲ့နော်။ Okay နနာရဲ့ kitchen studio troll လေးကိုလည်းဒီမှာပဲအဆုံးသတ်လိုက်ပါရစေနော်။အားလုံးတတား